စတင်ခြင်းကတိုးတက်ပြောင်းလဲမှုအတွက်ပထမခြေလှမ်းမှာဖြစ်ပါတယ်။အားလုံးမင်္ဂလာပါ။ယင်းမြောက်နံမှုနဲ့ပတ်သက်ရင်ဒါအများဆုံးဖြစ်တတ်တဲ့စင်ကျင်နှစ်ခုရှိတယ်။ဘာလဲဆိုတော့စောသေးတယ်။နောက်တစ်ခုကတော့အဲကိုမအချိန်မရှိတော့ဘူးပေါ့နော်။စသဖြင့်ဒီစင်ကျင်နှစ်ခုရှိတယ်။ဒီစင်ကျင်နှစ်ခုပေးပြီးတော့ဒါအများစုက investment တွေမလုပ်ဖြစ်ကြအောင်ပေါ့လေ။ဆိုတော့ဒါကတော့ကိုယ့်ရဲ့ mindset နဲ့အဓိကဆိုင်နေပေါ့။ကိုယ် mindset ကကိုယ့်ရဲ့ စိတ်နဲ့သဘောထားခံရကဒါအဟန္တာဖြစ်နေတယ်ဆိုရင်ဒါကိုယ့်ရဲ့ mindset ကိုကျွန်တော်ပြောင်းဖို့လိုတယ်ပေါ့နော်အဲကိုကခုနမျိုးကျွန်တော်တို့စင်ကြီးဖြစ်နေတယ်ဆိုရင်အဒါသည်ကျွန်တော်တို့ဒီစင်ကြီးပြင်ပြီးတော့ကိုယ်နေနဲ့စဆက်ရှိတာကျွန်တော်တို့စဖို့ဒါအောင်ကျွန်တော်ပြောင်းဖို့လိုတယ်ပေါ့ဆိုတော့ဒီ investment လောက်တာနဲ့ပတ်သက် investment ကိုစပြစ်ဖို့နဲ့ပတ်သက်ရင်ပေါ့နော်ဒီ building your money machine ဆိုတဲ့စာအုပ်မှာဒီ wealth creation cup လေးသူပြထားတာလေးကောင်းတယ်ပေါ့နော်အဲကျွန်တော်ပုံလေးမှာကြည့်လို့ရတယ်ကျွန်တော်ရဲ့ကြော်ဝမှုကတဲ့ ဒီကျွန်တော်တို့ဒီ investment နေမဆမချင်းကျွန်တော်တို့ရဲ့ကြိုးကမှုဒါ0ပဲတုံညပဲပေါ့နော်အဲကျွန်တော်တို့ဒါပုံမှန်လဲကျွန်တော်တို့ကြည့်လို့ရတယ်ဒီ wealth flat line မှာပဲကျွန်တော်ရှိနေတယ် investment မလုပ်သေးဘူးကျွန်တော် investment နေစလုပ်ပြီးတော့မှတဖြည်းဖြည်းနဲ့ဒီကနေပြီးတော့ကျွန်တော်တို့ investment လုပ်ရင်လုပ်သလောက်ပေါ့ဒီဒီ wealth acceleration စုံနဲ့ကိုကျွန်တော်တို့ရောက်သွားတယ်ပေါ့အဲကျွန်တော်တို့အချိန်တစ်ခုတော့ပေးရတယ်တဖြည်းဖြည်းနဲ့ဒီ investment ကများရင်များလာသလောက်အချိန်ကြာလာရင်ကြာလာလောက်ပေါ့အဲကျွန်တော်တို့တဖြည်းဖြည်းကြိုးအောင်မှုလည်း ဒါတိုးတက်လာတာဖြစ်ပါတယ်ဆိုတော့ပြန်စင်းစားကြည့်လို့ရတယ်ကျွန်တော်တို့ကိုယ့်အခြေအနေနဲ့ပဲကြည့်ကြည့်ပေါ့နော်ပြန်စင်းစားကြည့်လို့ရတယ်ကျွန်တော်တို့ဒီအလုပ်ရှိတယ်ဝင်ငွေရှိတယ်ဒီလိုဖြစ်နေုံနဲ့ကျွန်တော်တို့ကကြောက်ချမ်းသာတယ်လို့ပြောလို့မရအောင်ကြောက်ချမ်းသာတယ်ဆိုတော့ကိုယ်အလုံးမလုံဖဲနဲ့ဒါဘလောက်ကြာကြာရက်တည်နိုင်တယ်လဲဆိုတော့ဆိုတော့ဆိုတော့အဆူလည်းရှိတယ်ပေါ့နော်အခုအနေနဲ့ဆိုလိုချင်တာတော့ကိုယ်အနေနဲ့ saving နဲ့ investment ကျွန်တော်တို့ဘလောက်လုပ်ထားလဲထားပါတော့ကျွန်တော်တို့ကဒီကိုကအလုပ်ပြုတ်သွားတယ်ဒီအလုပ်ကနေထွက်လာရတယ်ကိုယ်ကဝင်ငွေရက်သွားတယ်ဆိုရင်တော့ ော်ကျွန်တော်တို့မှာကိုယ့်ရဲ့ဒီနေ့စဉ်စောင်းနေကိုယ့်ရဲ့ lifestyle ကုန်ကျစရိတ်တွေကိုကျွန်တော်တို့ဖြည့်ရှင်းလို့ရနေရမယ်တကယ်လို့မှကျွန်တော်တို့မှာကြိုးဝမ်းမှုမရှိဘူးခုနထားပါတော့ saving နဲ့ investment မလုပ်ထားဘူးဆိုရင်ခုနလိုအလုပ်ပြုတ်သွားတာနဲ့ကျွန်တော်တို့မှာဒီငွေကြေးဆိုင်ရာဒုက္ခရောက်ပြီပေါ့နော်တချို့ဆိုရင်ရှိတာလေးတွေကျွန်တော်တို့ကဒီထုခွဲရောင်းချပြီးတော့ဒီ pressure ဖြစ်လာတယ်ပေါ့ဒါမျိုးတွေဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကအလုပ်တစ်ခုရှိရုံဒီဝင်ငွေတစ်ခုရှိရုံနဲ့ကျွန်တော်တို့ကဒီကြိုးဝမ်းမှုရှိလာပြီလို့ပြောလို့မရအောင်တချို့ဆိုရင်ရှိတယ်ဗျာဒီအလုပ်ရှိတယ်ဝင်ငွေရှိတယ်ဒါပေမဲ့ ဒီရလာတဲ့ဝင်ငွေလေးကကျွန်တော်တို့သုံးတဲ့ထဲပဲပါနေတယ်ကျွန်တော်တို့နောက်ဆုံးအရေးပေါ်သုံးွယ်တော့မရှိတဲ့သူမျိုးတွေအများကြီးရှိတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ saving နဲ့ investment အရေးကြီးတယ်တော်တော်များများလည်းမေးကြပါတယ်ကျွန်တော် social media post ရအောင်မှာဆိုရင်လည်းအဲသူ့မှာဝင်ငွေတစ်ခုရှိတယ်တချို့ဆိုလည်းဒီ investment စခြင်းလည်းဘယ်လိုလုပ်အောင်လဲ passive income လိုချင်တယ်ဘယ်လိုလုပ်အောင်လဲကျွန်တော်တို့ကဒီ passive income ရဖို့ဒီခုနကြော်ဝမှုပေါ့နော်ဒီ saving နဲ့ investment တွေကျွန်တော်တို့လုပ်ဖို့ဒီ ပထမဆုံးတော့ကိုယ့်ရဲ့ဝင်ငွေတရားထားပါတော့ကျွန်တော်ဒီ percentage တစ်ခုစုမယ်။အဲပြီးရင်တော့ကျွန်တော်တို့ကဒီစုထားတဲ့ငွေဒီတိုင်းထားလို့မရကျွန်တော်ပွားအောင်ဘယ်လိုလုပ်မလဲ။ကျွန်တော် investment မျိုးစုံလုပ်လို့ရတယ်။ဒီကိုယ်ပိုင်လုပ်ငန်း business အနေနဲ့တည်ပြီးတော့ကျွန်တော်တို့ investment လုပ်လို့ရတယ်။ဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ကတစ်ဖက်မှာထားပါတော့ကိုယ်ပဲနေရာမှာရင်းနှီးမြှုပ်နှံလို့ရတယ်။ asset class တွေရှိတယ်။ဥပမာ stock class အဲကျွန်တော်တို့အင်ချန်ပြီလားဒါများများတက်နိုင်တဲ့သူအင်ချန်ပြီကျွန်တော်တို့လုပ်လို့ရနိုင်တယ်တချို့ဆိုရင်ဒီကာလဆိုရင်တော့ကျွန်တော်တို့ဒီရွှေတွေပါတယ်ဝယ်ဆုတာတွေရှိတယ်တခြားကျွန်တော်တို့ commodity တွေမနေမှာဆိုရင်ကျွန်တော်တို့ဒီစပားတွေပဲတွေမဈေးတက်တဲ့အချိန်မှာကျွန်တော်တို့ဝယ်လောင်ထားမယ်ပြီးရင်ကျွန်တော်ဈေးတက်တဲ့အချိန်မှာပြန်ရောင်းမယ်စသဖြင့်ပေါ့နော်တချို့ဆိုရင်ဒီရက်ွက်ထဲမှာဒီ site ကားတွေ site တွဲတွေထောင်ပြီးတော့ဒီကနေ passive income ရှာနေတဲ့သူတွေတော့ရှိတယ်ဒါကြောင့်မလို့ဟိုကျွန်တော်တို့စီးပွားရေးပဲလုပ်လို့ investment ပဲလုပ်လို့ကျွန်တော်တို့အများအားဖြင့်ပြောတဲ့ဟာဒီနှစ်ချက်ပဲပထမတစ်ချက်ကဘာလဲဆိုတော့ ို့အတွက်အခွင့်အလမ်းရှိလားကိုလက်လမ်းမိလားခွင့်အလမ်းရှိတဲ့ဟာဖြစ်ဖို့အရေးကြီးတယ်ကျွန်တော်ရင်းနှီးမြှုပ်နှံမှုလုပ်မယ်ဟာနောက်တစ်ချက်ကပါလဲဆိုကိုတကယ်နားလဲကျွမ်းကျင်ရလားကျွန်တော်တို့တကယ်နားမလဲပဲနဲ့တော်လို့လို့ရှိရင်တော့ကျွန်တော်တို့အရှုံးနေနဲ့ဒါရင်ဆိုင်ရနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့စီးပွားရေးပဲလုပ်လို့ investment ပဲလုပ်လို့ဒီနှစ်ချက်အရေးကြီးတယ်ပေါ့နော်ဆိုတော့ပြန်ချုပ်ရရင် ကိုယ့်ရဲ့ကြွယ်ဝမှုတည်ဆောက်ဖို့အတွက်ဆိုရင်ကျွန်တော်တို့စဖို့အရေးကြီးတယ်။အဲကိုစရကတာကိုပထမခြေလမ်းစလှမ်းလိုက်တာပေါ့နော်။ဘလို့စမလဲဆိုရင်ကိုယ့်ရဲ့ဝင်ငွေတဲ့ percentage တခုကိုကျွန်တော်တို့ saving လုပ်မယ်။ကျွန်တော်တို့စုဆောင်းမှုတခုလုပ်မယ်။ပြီးရင်တော့ကျွန်တော်တို့ကဒီပမာဏတခုရလာပြီဆိုရင်တော့ကိုလက်လမ်းမိတဲ့ကိုနားလဲတဲ့ investment တွေကျွန်တော်တို့ကလှုပ်သွားဖို့အရေးကြီးပါတယ်။ဆိုတော့ ကိုယ့်ရဲ့တိုးတက်ပြောင်းလဲမှုတော့ကဒါကိုယ့်ရဲ့ဒီစတင်မှုအရေးကြီးပါတော့ဗောနော်ကျွန်တော်တို့ဒီပထမခြေလှမ်းစလှမ်းမှုအရေးကြီးတယ်ဒီကနေပြီးတော့မှခုနကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲဒီ acceleration zone ဒီ web acceleration zone နဲ့ကျွန်တော်တို့ရအောင်တဖြည်းဖြည်းနဲ့ investment တွေတောက်လျှောက်လုပ်သွားမယ်ဆိုရင်တော့ဒါအချိန်နဲ့ရင်ကိုမျှော်မှန်းထားတဲ့ဒီကိုယ့်ရဲ့ furniture ကိုဒါရောက်ရှိမှာဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်လို့ထဲထဲဝင် fashion လေ့လာခြင်းတော့ကျွန်တော်ရဲ့ master your money စာအုပ်မှာ fashion လေ့လာလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်